ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့အော်တိုဘန်လ၁ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့ leaky ကိုတိုက်ပွဲအတွင်းမှာစစ်တပ်ရဲ့ရှီတန်းနောက်အထိုင်ယုံအထိတော်လိုင်းအဖွဲ့တွေကတိုက်ခိုက်တာကြောင့်စက္ကစသိဆုံးမှုများပြားစကားစစနိုက်ပါတမ၄ရောက်တဲ့ဖွဲ့ကိုလေဒရုန်းနဲ့ရှင်းလင်းမှုပြုလုပ်နိုင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်၄ကီကိုတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ရှေ့တန်းမှာရှိတဲ့အနောက်အထိုင်းရုံးကိုတော်လိုင်းအင်အားစုတွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီဘက်မှထိခိုက်သိမ်းဆုပ်မှုများခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့က၄ကီကိုမှရှိတဲ့တော်လိုင်းအင်အားစုတွေအခြေပြုတက်ဆွဲထားတဲ့နေရာတွေကိုစစ်ကောင်စီမြေပြင်စစ်ကြောင်းတွေကအတင်းတိုးဝင်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါစစ်ကြောင်းဇွတ်တိုးလာတာကြောင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေချိန်မှာစစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေကို အနိကအမေပီစီခိုင်းဒါရီပြုတ်လုံနေတဲ့ရှီတန်းနောက်အထိုင်ရုံးကိုတော်လိုင်းအင်အားစုတွေကအသေးကန် drone တွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်အမေပီစီခိုင်းသူအရာရှိကြီးအစ်စ်အပါအဝင်အများအပြားသိဆုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရှိရပါတယ်24ရက်နေ့ကဒီကောင်တွေဇွတ်တိုးကြတာဇွတ်တိုးတော့သူတို့ရှီတန်းနောက်အထိုင်ရုံးကိုကာမီကာစီဝင်အောင်တာပဲအဲ့ဒီမှာလဲတတုတ်တော်တော်ထိသွားတယ်မသိဘူးဆိုလင်းငါကောင်ပဲလို့မြေပြင်ရဲဘော်တူကပြောပါတယ်စက်တင်ဘာလ25ရက်နေ့နေခင်းမှာလဲ စစ်ကောင်စီတပ်ဖွဲ့တွေတင်းမှစနိုက်ပါတမ၄ယောက်ဟာတော်လိုင်းအင်အားစုတွေရှိရာနေရာကိုစနိုက်ပါနဲ့ပစ်ခတ်အပြီးအပြန်မှာဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတာကြောင့်နေရာမှာတင်း၄ယောက်လုံးသေဆုံးသွားခဲ့ပြီးရပ်ပိုင်းအတွင်းမှာတင်းထိခိုက်သေဆုံးမှုများခဲ့တာကြောင့်စစ်ကြောင်းအချို့တန့်နေတယ်လို့အဆိုပါရဲဘော်မှဆက်ပြောပါတယ်။ထိတဲ့စနိုက်ပါတမတွေကကျွန်တော်တို့ဘက်ကအဲ့ဒီလိုမျိုးကာမီကာစီတွေနဲ့ဝင်ကြုံတာ25ရက်နေ့ကလည်းစနိုက်ပါတမတွေကိုပါရလိုက်တာအထိနာလို့စစ်ကြောင်းတွေလည်းတန့်ကုန်တယ်လို့ဆိုပါတယ်။ အထိနာတော်တဲ့စစ်တပ်အနေနဲ့စက်တင်ဘာလ29ရက်နေ့နဲ့28ရက်နေ့တို့မှာမြေပြင်စစ်ကြောင်းတွေထက်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေကသာပုံမှန်အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ထို့သောအဲ့ဒီလိုလက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူအများအများအသုံးပြုကစစ်ကြောင်းထိုးတာတွေပြစ်လုံနေပေမဲ့လည်းမြေပြင်မှာတော့ဘလို့မှမတိုးနိုင်ပဲထိခိုက်ဒိဆုံးမှုတွေသာများနေတယ်လို့နောက်ထပ်မြေပြင်ရဲဘော်တဦးကလည်းပြောပါတယ်။လက်ရှိသူတို့ရဲ့အနေအထားကတော့လက်နက်ကြီးကိုအများပြသုံးစွဲနေတာတွေတွေ့ရတယ်။ လေရင်ပြစ်ကိုအများပြားသုံးဆွဲတော့ကိုတွေ့ရတယ်။မြေပြင်အခြေအနေမှာတော့သူတို့ရဲဘော်တွေကရှေ့ကိုလုံးဝတက်နိုင်တဲ့အခြေအနေမရှိဘူးပေါ့နော်လို့ဆိုပါတယ်။ဒါအပြင်လေကစ်ကော်မြို့ကိုစစ်ကောင်စီအနေနဲ့စစ်မှုထမ်းတင်တဲ့စင်အားအမြောက်အများနဲ့စစ်ကြောင်းထိုးနေပေမဲ့စတင်စစ်ကြောင်းထိုးစဉ်ကနေဒီနေ့အချိန်ထိစစ်ကြောင်းတက်နေတဲ့အပြင်အင်အား200နီးပါးလောက်ထိခိုက်ဒေဆုံးတာတွေရှိနိုင်တယ်လို့အဆိုပါရဲဘော်မှဆက်ပြောပါတယ်။ဒီကောင်တွေအင်အားတွေလည်းအဆမတန်တုံးပြီးတိုးနေတယ်။လေကစ်ကော်ကအဆကနေ ီနေ့အထိမျက်မြင်တဲ့ခံမှန်းချက်အရဆိုရင်ဒီကောင်တွေ200ကျော်ကတော့ပြုတ်သွားပြီဒဏ်ရာရတာတွေလည်းအရင်များတယ်ပြီးတော့မိုင်းကြောင့်တေးရတာလည်းတောင်ပုံရပုံရှိတယ်လို့ဆိုပါတယ်တော်လိုင်းအင်အားစုတွေကြောင့်ဘေလုံးမှာစစ်ကြောင်းရှိဆက်မတိုးနိုင်တဲ့စစ်ကောင်စီအနေနဲ့၎င်းတို့အခြေပြုရအနီးအနားမှာရှိတဲ့ပြည်သူပိုင်းနေအိမ်တွေကိုမိရှုဓာတ်တွေစတင်ပြုတ်လုလာနေပြီးတော်လိုင်းအင်အားစုတွေနဲ့ပြည်သူအကြသွေးခွဲဖို့လှုံ့ဆော်နေတယ်လို့လည်းမြေပြင်သတင်းရှင်းမြစ်တွေထံကနေသိရှိရပါပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အာဆာနဲ့ RSU အဖွဲ့တွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလက်ခံထားပြီးဘင်္ဂလားဒေ့ရှ်နေကြဆုံးတက် BGB ကထောက်ခံအားပေးနေတယ်လို့အာရခတ်တက်တော် AA ရဲ့ပြောဆိုချက်ကိုယမန်နေ့က BGB ကပယ်ချလိုက်ကြောင်းတင်ဆက်ပေးပါမယ်။ BGB ကမွတ်စလင်လက်နက်ကင်များနဲ့ချိဆက်ဆောင်ရွက်မှုရှိတယ်လို့ AA ရဲ့ဆွဆွဲချက်မှာအထင်အမြင်လွဲမှားမှုသာဖြစ်ကြောင်းနဲ့ BGB နဲ့မွတ်စလင်လက်နက်ကင်အာဆာနဲ့ RSU တို့ဆက်ဆက်မှုမရှိကြောင်းပြောပါတယ်။မွတ်စလင်လက်နက်ကင်အာဆာကထိပ်သီးခေါင်းဆောင်တအူးဖြစ်တဲ့ အတာအူလာအပါအဝင်အများအပြားကိုဖန်စီတာပြီးဘင်္ဂလားဒေ့ရှ်အနေနဲ့အကြမ်းဖက်မှုများကိုအရေးယူဆောင်ရွက်နေတယ်လို့ BGB ကပြောထားပါတယ်။နေကြောင်းတပ်ဖွဲ့ BGB အနေနဲ့ဒေသဒေသတစ်လျှောက်မှာနိုင်ငံနေနမိန်များလုံခြုံစေရန်တရားဥပဒေစိုးမိုးရေးကိုအလေးထားဆောင်ရွက်နေပြီးမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကိုမြေတီထောက်ပံ့မှုမှမရှိကြောင်းလည်းဆိုပါတယ်။နေသက်တစ်လျှောက်မှာလည်း BGB အနေနဲ့အချင်းပြေကင်းလက်ဆောင်ရွက်ခြင်းများပြုလုပ်နေပြီးအကြမ်းဖက်မှုများကိုတားဆီးနေတယ်လို့ပြောပါတယ်။အရကတ်တတ်တော် AA က ဘင်္ဂလားဒေ့ရှ် BGB တဲကအရာရှိအချို့မှာစစ်သွေးကြွမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကိုစခန်းနေရာပေးထားခြင်းလက်နက်များတပ်ဆင်ပေးထားခြင်းစစ်တင်တမ်းများပေးအပ်ခြင်းနဲ့စစ်သွေးကြွဝါဒီကိုအားပေးထောက်ခံနေတယ်လို့ပြောဆိုထားပါတယ်စစ်သွေးကြွဝါဒီများနဲ့မွတ်စလင်လက်နက်ကိုင်များအားအရေးယူခြင်းမဆောင်ရွက်ပါကနှစ်ဖက်ဆက်ဆံရေးအခြေအနေမှာပုံမတင်းမှလာနိုင်ကြောင်းလည်းအေအေကသတိပေးခဲ့ပါတယ်မွတ်စလင်လက်နက်ကိုင်အားစာနဲ့ RSU အဖွဲ့များမှဘင်္ဂလားဒေ့ရှ်ဘက်မှခြေကုပ်ယူပြီးရခိုင်ပြည်နယ်တဲကိုစိတ်ဝင်ကား အကြံဖတ်လုပ်ငန်းများဆောင်ရွက်နေတယ်လို့ AA ရဲ့စွပ်စွဲချက်ကိုဘင်္ဂလားဒေ့ရှ် BGB ကညှင်းပယ်ထားပြီးမြန်မာနိုင်ငံအတွင်းမှာသာစိတ်ဝင်နေခြင်းဖြစ်ကြောင်းတုံ့ပြန်ထားပါတယ်။နေဆက်ဒီတမှာ Arakat တက်တော် AA ရဲ့မြေမြုပ်မိုင်းတွေကြောင့်မွတ်စလင်လက်နက်ကိုင်များမှာဘင်္ဂလားဒေ့ရှ်ဘက်ကနေစိတ်ဝင်ပြီးရခိုင်ပြည်နယ်ဒေသကိုဝင်ရောက်မြေမှာမဖြစ်နိုင်ကြောင်းလည်း BGB ကဆိုပါတယ်။ Arakat တက်တော် AA ဘူဒီတော်မောင်တော်ဒေသမှာမွတ်စလင်လူမျိုးကိုယ်တိုင်ညှဉ်းပန်းနှိပ်စက်ရုံမဟုတ်ပဲ ်မြို့တိုင်းနဲ့လူမျိုးစုများကဲ့သို့သောလူမျိုးစုငယ်တွေကိုလည်းနှိပ်စက်ညှဉ်းပန်းမှုကျူးလွန်နေတယ်လို့ BGB ကပြန်လည်ဆွဆွဲထားပါတယ်။ရင်းအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုမူရစ်စည်းဝါးများတင်သွင်းရမှာလဲအာရကတ်တပ်တော်အေအေမှတပ်ဖွဲ့ဝင် အချို့ပါဝင်ပတ်သက်ပြီးမတမာသူအချို့မှအေအေထံမှမူရစ်စည်းဝါးများယူဆောင်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဝင်ရောက်နေကြတယ်လို့ BGB ကထပ်မံဆွဆွဲထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မူရစ်စည်းဝါးများဝင်ရောက်နေခြင်းနဲ့ပတ်သက်ပြီးအရခတ်တတော် A အနေနဲ့လုံးဝဆက်ဆက်မှုမရှိဘဲ BGB ရဲ့လုံခြံဖန်တီးခြင်းသာဖြစ်ကြောင်း ULAA ရဲ့ပြောခွင့်ရဥက္ကဋ္ဌကတုံ့ပြန်ထားပါတယ်။ရခိုင်ရေပိုင်နက်ဖြစ်တဲ့ပင်လယ်ပြင်မှာဘင်္ဂလားဒေ့ရှ်ငါးဖန်သမားများတရားမဝင်ကျူးကျော်ဝင်ရောက်ငါးခုဖမ်းနေတဲ့အတွက်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့တာစီပေးရန်လိုအပ်တယ်လို့ AA ကထိရောက်တဲ့အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးစင်တာကတော့ ကုလအထွေထွေညီလာခံရဲ့ဆက်ဆက်အစည်းအဝေးရိုဟင်ဂျာအရေးနဲ့ညီချင်းရေးဆွေးနွေးပွဲကို NUG လူခွင့်ရေးဆိုင်ရာဒုဝန်ကြီးတက်ရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အကျဉ်80မြောက်ဆက်ဆက်အစည်းအဝေးဖြစ်နယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ရိုဟင်ဂျာအရေးနဲ့ညီချင်းရေးဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဒုဝန်ကြီးဦးအောင်ကျော်မိုးတက်ရောက်အမှတ်စကားပြောကြားခဲ့တယ်လို့သိရှိရပါတယ်။နယူးယောက်မြို့ကုလသမဂ္ဂဆိုင်ရာမလေးရှားတန်ရုံးမှာ Ranger Inclusion Sustainable Peace and အာဆီယံရူဆွေးနွေးပွဲကိုစက်တင်ဘာလ26ရက်နေ့မနေ့ကပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်နဲ့ဒုဝန်ကြီးဦးမိုးစောဦးတမ်မတီဦးကျော်မိုးထိုးတို့နဲ့အတူမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန် Mr. Tensari Otman Hashim အပါအဝင်တန်တမန်တွေနဲ့မြန်မာအရေးလှုပ်ရှားသူတွေရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေလည်းပါဝင် တက်ရောက်ခဲ့တယ်လို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့မြောက်ရီမြို့မှာခရင်လက်ဝက်ကမှုကြော်တန်းကစမကက်လုံလုံသူများထမတအုပ်ကိုထိုင်းပန့်ငွေတတောင်းမှတတောင်းခွဲအထိတောင်းယူနေကြောင်းတင်ဆက်ပေးပါမယ်။ခရင်ပြည်နယ်မြောက်ရီမြို့မှာခရင်လက်ဝက်ကမှုကြော်တန်းကပြည်သူတွေကိုစမကက်လုံရအတွက်လူတအုပ်ကိုထိုင်းပန့်ငွေတတောင်းမှတတောင်းခွဲအထိတောင်းယူနေကြောင်းမြောက်ရီမြို့မှာပြည်သူများကပြောကြပါတယ်။ဇူလိုင်လမှစတဲ့ပြီးခရင်လက်ဝက်ကမှုကြော်တန်းကမြောက်ရီမြို့နယ်အတွင်းနေထိုင်သူများမဟုတ်ဘဲအခြားတိုင်းနယ်ပြည်နယ်များမှလာရောက်သူတွေကို ခီးတော်လာရမှာစစ်စစ်ခံရတဲ့စမတ်ကတ်များပြုလို့လိုပါကငွေချင်းမြင့်မားစွာတောင်းယူနေကြောင်းခရိုင်လဝကမှုကျော်တန်းကရှမ်းပြည်နယ်မှတ်ပုံတင်ဖြစ်တဲ့73မြင်းဆောင်မှတ်ပုံတင်ဆိုရင်တအူးကိုစမတ်ကတ်ပြုလို့ခထိုင်းပတ်ငွေ1000မှ1500အထိ၎င်းအချာကိုင်းတဲ့ပြည်နယ်မြို့တွေကိုတော့တအူးကိုစမတ်ကတ်ပြုလို့ခမြန်မာကျပ်ငွေအနည်းဆုံးကျပ်3သိန်းမှ10သိန်းအထိ၎င်းတောင်းယူကလှုပ်ဆောင်ပေးနေကြောင်းသိရှိရပါတယ်မှတ်ပုံတင်ပေါ်မူတည်ပြီးဈေးအမျိုးမျိုးအပြောင်းလဲရှိတယ်73မြင်းဆောင်ဆိုရင် ဘတ်1000ကနေထိုင်းဘတ်15000တိပေါက်စီရှိတယ်။ခရိုင်မူးနဲ့ပေါင်းပြီးလှုပ်ရှားတာလှုပ်ရှားနေတာကြာပြီ။ခံမင်းရတလို့ဆိုရင်လွန်ခဲ့တဲ့6-9လလောက်ကလေးကပါပြီးခဲ့တဲ့အပတ်ကတော့ပြည်နယ်မှုပြောလို့ခဏပိတ်လိုက်သေးတယ်။ဒီအပတ်မှာပြန်ဖွင့်တာတရက်ကို10ရောက်ကနေအယောက်20လောက်ထိတော့လှုပ်တဲ့သူရှိတယ်လို့မြောက်ရီမြို့မှာသတင်းရှင်းမြစ်ကပြောကြပါတယ်။ပြည်ရဲမှာခီးတွာလာရမ၎င်းပြပထွက်ခွာခွင်းလက်မှတ်နိုင်ငံကူးလက်မှတ်ပတ်စပို့ပြုလို့ရမ၎င်း မှတ်ပုံတင်တကူတည်းနဲ့ပြည်စည်းခြင်းမရှိတော့ဘဲစမတ်ကပ်ပါလှုပ်ဆောင်နေရကြောင်းသိရှိရပါရခင်ဗျာထပ်မံတင်ဆက်ပေးခြင်းတကတော့ထိုင်းနိုင်ငံ Kelcom လျှက်စစ်ပစ္စည်းစက်ရုံမှာမြန်မာအလုတ်သမား1450ဦးကိုကြိုတင်အသိမပေးဘဲအလုတ်ဖြုတ်မှုအလုတ်သမားများမကြည်နဲ့ထိုင်းအလုတ်သမားဝန်ကြီးဌာနထံကိုတရားဝင်တိုင်ကြားမှဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံ February ခရိုင်တွင်းမှာရှိတဲ့ Kelcom လျှက်စစ်ပစ္စည်းစက်ရုံမှာမြန်မာအလုတ်သမား1450ဦးကိုကြိုတင်အသိမပေးဘဲ အလုံမှဖြုတ်ပစ်ခဲ့တဲ့အတွက်အလုံသမအခွင့်အရေးအရထိုင်းအလုံသမဝန်ကြီးဌာနအထက်တိုင်ကြားသွားမှာဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ AAC ကိုရဲမင်းကပြောကြားပါတယ်မြန်မာအလုံသမများမှာအစိုးရကောက်လျှစ်ပစ္စည်းစက်ရုံမှာအလုံဝင်နိုင်ဖို့အတွက်အလုံသမတအူးကိုအလုံစမတ်ကားအဖြစ်ထိုင်းဘတ်1900တိပေးသွင်းခဲ့ရခြင်းဖြစ်ပြီးအလုံဝင်လုပ်ပြီး3လကျော်အကြာမှာအလုံမှဖြုတ်ပစ်ခြင်းဖြစ်ကြောင်းအစိုးရစက်ရုံဟာစမတ်ကြီးဘတ်1900ယူပြီးအလုံသမတစ်ခေါ်နိုင်ရန်အတွက် လက်ရှိရှိနေတဲ့မြန်မာအလုသမားတထောင်ကျော်ကိုလှုပ်ဖြုတ်ပြစ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိကတော့အလုသမားတွေကဒီအတိုင်းပဲစက်ယုံတဲမှာရှိနေတုံးပဲ။အဓိကကအလုယုံဘက်ကတယောက်တစ်တောင်းပဲပေးပြီးလက်မှတ်အတင်းထိုးခိုင်းပြီးအလုဖြုတ်နေတာအလုယုံဘက်ကဖိအားပေးနေတာကိုရဲမင်းတို့နဲ့အဖွဲ့ကိုလည်းအလုယုံတဲ့ပေးမဝင်ဘူး။စက်ယုံဘက်ကထိုင်းရဲတွေကိုခေါ်ပြီးလူသမားတွေကိုစောင့်ကြည့်နေတာအဲ့ဒီစက်ယုံကလေးလာမပြည့်ခင်လေးမှာကက်ကက်ဖြုတ်တာရောချင်းမပေးအောင် ဥပဒေအရလေးလမပြည့်ပဲဖြုတ်ရင်ရောကြီးပေးစရာမလိုဘူးဆိုတော့ဒီစက်ရုံကအလုကောင်းတယ်လူဝင်ကျင်မန်းတိတော့ရှိတဲ့လူတွေကိုဖြုတ်ပြီးစမတ်ကြီးယူပြီးလူတစ်ပြန်ခန့်တာလောက်တာအခုလက်ရှိအလုသမားတွေအနေနဲ့စမတ်ကြီးတွေအများကြီးပေးပြီးအခုလိုအလုဖြုတ်တာကြာကြီးနေမှုမရှိဘူးလေဝင်တာမကြသေးတဲ့လူတစ်တွေတီးတန့်ဖြုတ်တာမြန်မာတွေကြီးပဲထိုင်းတွေမပါဘူးစမတ်ကြီးယူလူတစ်တွင်းကျင်တာနဲ့ပေါ်တင်ကြီးလူပေါင်းဝတာလှုပ်ရှားနေတာလို့ AAC ကိုရဲမင်းကပြောပြပါတယ် အဲဒီလိုမြန်မာအလုပ်သမား1450ဦးကိုလေးလမပြည့်မီအလုပ်ပြုမှုဟာထိုင်းဥပဒေအရရော်ကြီးရရန်မရှိပေမဲ့အလုပ်သမားအခွင့်အရေးအရဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းအဆိုပါ CD ယုံရဲ့ယုံကွဲဖြစ်တဲ့မဟာချိန်မာလဲရခင်ကအလုပ်သမားတွေကိုထောင်ထဲချီ၍မတရားဖြုတ်ခဲ့ပူပြီးထိုကဲ့သို့လှုပ်ဆောင်ပြီးမှ၃ချိန်ခန့်ရှိပြီဖြစ်ကြောင်းအဆိုပါလုပ်ရမြန်နေပါအလုပ်သမားအခွင့်အရေးချိုးဖောက်မှုအတွက်အလုပ်သမားဝန်ကြီးဌာနထိတိုင်ကြားသွားမှာဖြစ်ကြောင်းအလုပ်သမားအရေးကူညီပေးနေသူတွေကပြောဆိုပါတယ် လက်ရှိမှာအလုသမရေဟာစက်ရုံဘက်ကပေးတဲ့ဗတ်တောင်းကိုလက်မခံဘဲအလုတာပေးရန်တောင်းဆိုထားကြောင်းသိရှိရပါတယ်။စက်ရုံဘက်ကအလုမရှိလို့ဖြုတ်တာလို့ပြောတယ်။အလုမရှိဘူးဆိုရင်အလုသမတွေကတလတန်တီစောက်မယ်။အလုရှိရင်သူတို့ကိုပဲပြန်ခေါ်။နောက်လူတစ်မသွင်းနဲ့ဆိုတာကြတော့လေသူတို့ကလက်မခံဘူးအပြီးဖြုတ်တာ။စမတ်ခလိုချင်လို့အတိကဖြုတ်တာလို့ AC ကိုရဲမင်းကပြောကြပါရခင်ဗျာ။ဆက်လက်တင်ဆက်ပေးကြတာကတော့ ကနေမြို့နယ်ချောင်းမရွာတိုက်ပွဲမှာတက်ပြက်ပြီးထွက်ပြေးနေတဲ့စစ်သားတွေကိုလိုက်လံတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၃ဦးအရှင်ဖမ်းမိကတနက်ငါးလက်တင်စရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကနေမြို့နယ်ချောင်းမရွာတိုက်ပွဲမှာတက်ပြက်ပြီးထွက်ပြေးနေတဲ့အကြမ်းဖက်စစ်သားတွေကိုလိုက်လံတိုက်ခိုက်ရမှာစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၃ဦးအရှင်ဖမ်းမိကတနက်ငါးလက်တင်စရရှိခဲ့ကြောင်းရင်းမပင်မြို့နယ်ပကဖ Union Liberation Front ULF မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ စက်တင်ဘာလ17ရက်နေ့မနက်7:00နာရီခန့်မှာကဏီမြို့နယ်ကျောင်းမရွာကိုအကြမ်းဖက်စစ်တပ်ရဲ့တပ်မတုံးတုံးလက်အောက်ခံခမရ16မှဘုံမူတရင်ဦးဆောင်တဲ့အင်အားတရာခန့်ပါစစ်ကြောင်းကိုတော်လိုင်းကြီးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးစစ်သား3ဦးသေဆုံးခဲ့ကာ၄ဦးအရှင်ဖမ်းမိပြီးတနက်9:00လက်သိမ်းဆည်းရရှိခဲ့ကြောင်းဒါအပြင်တိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းတစ်ခုလုံးတက်ပြတ်ပြီးထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီလိုတက်ပြတ်ပြီးထွက်ပြေးနေတဲ့စစ်သားတွေကို စက်တင်ဘာလ2ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးသေဆုံးပြီး MA1 တနက်2လက်5.56 G 180တောင်းနဲ့ကြီပေါက်6ခုလို့ကိုတင်စေရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်စက်တင်ဘာလ18ရက်နေ့မှာလည်းအဲ့ဒီထွက်ပြေးနေတဲ့အကြမ်းဖက်စစ်တပ်ဘက်မှဒုတက်ချက်တဦးနဲ့စစ်မှုတပ်တပ်သားတင်2ဦးကိုအရှင်ဖမ်းမိခဲ့ပြီး MA1 တနက်2လက် MA2 တနက်2လက်5.56 G 200တောင်းနဲ့ကြီပေါက်6ခု ဖုန်းလေးလုံးတို့ကိုထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။အလားတူစက်တင်ဘာလ29ရက်နေ့မှာလည်းအကြံဖတ်စစ်သားတအုပ်ကိုအသေးဖမ်းမိခဲ့ပြီး MA1 တနက်တလက်5.56 G 90တောင်းနဲ့ကြည်ပေါက်3ခုတို့ကိုထပ်မံသိမ်းဆည်းခဲ့ကြောင်းသိရှိရပါတယ်။စစ်ပုံပြက်ပြီးကစင်ကလေးထွက်ပြေးကြတဲ့စစ်ခွေးတပ်သားတွေနေမြေကျွမ်းကျင်မှုမရှိတဲ့အတွက်မျက်စိလည်းလမ်းမကြေကြပြီးအစာရေးစားငတ်ပြက်ကလူရုပ်တောင်တိတ်မပေါက်ချင်ကြတော့ပါဘူး။တော်လိုင်းတပ်သားတွေအနေနဲ့ တက်ဖြန့်စောင့်ဖမ်းနေကြရုံပါပဲကျွန်တော်တို့ရဲ့အနောက်မြောက်လွင်ပြင်သို့ကမ်ပိန်းကိုလည်းပါဝင်ပေးကြဖို့မြစ်တာရက်ခံခြင်းပါလေလို့ဂျင်းမာပင်မြို့နယ်ပကပ Union Liberation Front ULF မှတာဝန်ရှိသူကပြောဆိုပါရခင်ဗျာဆက်လက်တက်ဆက်ပေးခြင်းတကတော့အတ္တမစစ်မှုတန်းချီကောက်ခံထားတဲ့ပတ်စံတွေကိုအုတ်ချုပ်ရေးမှုတွေပြန်ပြီးလူကိုယ်တိုင်ခေါ်တော့မယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်မှုတန်းချီတလတစ်ခါပေးနေရတဲ့အေယာဝတီတိုင်းဟင်းတရမြို့နယ်တဲကရွာတချို့မှာအုတ်ချုပ်ရေးမှုတွေကပတ်စံတွေပြန်ပေးနေပြီး လူကိုယ်တော်ခေါ်တော့မဲလို့ဒေသခံတွေစီကနေသိရှိရပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကအတမတ်စစ်မှုထမ်းဥပဒေကိုအာဏာသိမ်းစစ်တပ်ကထုတ်ပြန်ကြေညာပြီးနောက်ပိုင်းရက်ကြီးအုပ်ချုပ်ရေးမှုတွေကောက်ခံနေတဲ့စစ်မှုထမ်းကြီးတွေဟာတအိမ်ကိုအနည်းဆုံး4000ဝန်းကျင်ကနေအများဆုံး3000ခွဲထိတလတကာပေးနေရပြီးစီးပွားရေးခက်ခဲနေကြတဲ့ဟင်္ဒရာဒေသခံတွေကတော့စစ်မှုထမ်းကြီးကိုငွေတိုးချီးယူပေးနေကြရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်လောက်ကတော့အရင်လက်ကကောက်ခံထားတဲ့ငွေတွေပြန်ပေးပြီး လူပဲခေါ်တော့မဲလို့ပြောတယ်လို့ရွာချင်းနီးစပ်သူဒေသခံတအုပ်စီကနေသိရှိရပါတယ်။ပြီးခဲ့တဲ့တပတ်လောက်ကဟုတ်တယ်တပတ်ကျော်လောက်ပေါ့ပတ်စံတွေပြန်ပေးတယ်ငါတို့ရွာတော့ရောက်မလာသေးဘူးလူပဲခေါ်တော့မဲလို့ပြောတယ်သူတို့ကလူလုံနေတာဟာကြီးလို့သူကဆိုပါတယ်။လက်ရှိဟင်္ဒရာမြို့နယ်ကြီးရွာတွေဘက်မှာအထမစစ်မှုတန်းကြောင့်လူငယ်တွေနေပါလာနေပြီးရွာတရွာဆိုရင် အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းအိမ်တောင်တဲ့လူငယ်စေဦးဝင်းကျင်နဲ့အိမ်တောင်မကြသေးသူကတော့၅ဦးလောက်ပဲကျန်တော့တယ်လို့တောင်းတော်ကိုပြောပါတယ်။ လူတွေလည်းမရှိတော့ဘူးလေကျောင်းတက်တဲ့ကလေးတွေတော့မပါဘူးအဲ့ဒီ session နှစ်ကနေ35နှစ်လောက်ကအိမ်တောင်ကြပြီးသားလူကနေနေရှိသေးတယ်လို့သူကဆိုပါတယ်အာနာသိန်းစစ်တပ်ရဲ့တရားမဝင်ရွေးကောက်ပွဲကလည်းမဲဆွေတာမျိုးမရှိသေးပေမဲ့ရွေးကောက်ပွဲနာနေရင်ဒီတက်ပို့ဆိုရင်ရတယ်လို့နောက်ထပ်ဒေသခံတအူးကဆိုပါတယ်လေးမျက်နှာမျိုးနဲ့ဟင်္ဒရာမျိုးနယ်တွေနဲ့ထိစပ်နေတဲ့ရခိုင်ရိုးမမှာ RK တက်တော်နဲ့ PDF တက်ဖွဲ့တွေကထုတ်ဖောက်ဝင်ရောက်လာနေပြီးပသိမ်မုံရလမ်းမပေါ်ကဆက်ဆက်ယူရွာကိုထိန်းချုပ်ထားပါတယ် အဲ့ကြရင်ဒီကလူတွေဒုက္ခရောက်ပြီဒီကလေးမျက်နှာနဲ့လည်းနှီးတယ်ကွာရခိုင်နဲ့ PDF ကချတာလဲသူတို့သေးတာများတော့အဲ့ဒီကိုစစ်မှုတန်းနဲ့ဆွဲသွင်းတော့မှာပေါ့လို့သူကဆိုပါတယ်အင်္ဒရာမြို့နယ်နဲ့ကက်ရက်လေးမျက်နှာမြို့နယ်မှာလည်းယခုရက်ပိုင်းတိုက်ပွဲတွေပြန်လည်ပြင်းထန်လာကလက်နက်ကြီးတန်တွေလည်းအတိုင်းသားကြားနေရတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်ဒီလိုကြီးလက်နေပြည်သူလူထုနဲ့အောက်ခြေလူရန်စားတွေဟာအနာသိစစ်တပ်ရဲ့အတ္တမစစ်မှုထံခေါ်ယူမှု စစ်မှုတန်းကြီးကောက်ကံမှုအထွေထွေကြက်တင်းမှုတွေနဲ့ကြုံတွေ့နေရပေမဲ့မြို့ပြတွေမှာတော့နိုင်ကလပ်ဘားတွေမှာလူငယ်တွေစီကားနေတာကိုတွေ့ရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဘန်ကောက်မှာလူငယ်တအူးကိုကိုကိုမီတင်ရှုရီးစားနဲ့ပြည်ထနာတက်တာကြောင်းလို့ယူဆခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဖန်နိုင်ငယ်ဘန်ကောက်မြို့ကဘက်စကာမှတ်တိုင်တစ်ခုမှာလူငယ်တအူးကကိုကိုကိုမီတင်ရှုခဲ့တာကြောင်းလမ်းသွားလမ်းလာတွေအထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်စက်တင်ဘာလ30ရက်နေ့လေပိုင်းလောက်က ချက်တူချက်ခရံရဲ့မြေယာဖွံ့ဖြိုးရေးရုံအရှိကကမ်းမတိုင်မှာအဲ့ဒီကြောက်မတ်ဖော်ရကိစ္စမျိုးပေါ်ပေါက်ခဲ့တာပါ။လုံချုံရေးကင်မရာမှတ်တမ်းတွေအရအသက်21နှစ်အရွယ်လူငယ်ဟာဘတ်စကာမှတ်တိုင်အနောက်နားမှာရပ်နေခဲ့ပြီးတက်စီတွေပါတယ်လို့ယူဆရတဲ့ကြားကိုကင်ထားခဲ့တာတွေ့ရှိရပါတယ်။အဲ့ဒီနောက်သူကအဲ့ဒီကြားထဲကအရေးတွေကိုကိုပေါ်လောင်းချပြီးမိချင်းနဲ့မိရှုခဲ့တာပဲဖြစ်ပါတယ်။သူဟာခန္ဓာကိုယ်မှာမိဆွဲလောင်နေလျက်နဲ့ရှောက်သွားနေခဲ့တာကြောင့် ဘတ်ကောင်စောင့်နေတဲ့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေအထိတ်တလန့်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။နောက်တော့အဲ့ဒီအမျိုးသားဟာလမ်းပေါ်ထွက်ပြေးသွားခဲ့ပြီးမှလဲကျသွားခဲ့ပါတယ်။သွေးပြက်စရာမြင်ကွင်းဟာလမ်းသွားလမ်းလာတွေ့တာမကဘဲရင်မောင်းတွေကိုပါထိတ်လန့်တုံလို့သွားစေပြီး မော်တော်ဆိုင်ကယ်စီးလောက်တူတူကစိုက်ကယ်မောက်ပြီးတန်ရာရသွားခဲ့ပါတယ်။အဲ့ဒီစိုက်ကယ်သမားကိုရော ကိုကိုကိုမီရှုသူကိုပါအနီးမှာရှိတဲ့ပေါ်လူစေးုံစီကိုအေးပေါ်တင်ပို့ခဲ့ရပါတယ်။ ကိုကိုကိုမီရှုခဲ့တဲ့သူရဲ့နာမည်နဲ့သူဘာကြောင့်ဒီလိုလုပ်ရမျိုးလုပ်ခဲ့တာလဲဆိုတာတွေကိုတော့မသိစီရသေးပါဘူး။သူဟာဒီလိုကိစ္စကြီးမဖြစ်ခင်မှာတရုတ်ရောက်တဲ့ဒေါသတကြီးဖုံးပြောနေခဲ့တယ်လို့မျက်မျက်တူကဆိုပါတယ်။လူငယ်ရဲ့မိခင်ကလည်းတဖြစ်သူဟာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းရီးစားနဲ့အစင်မပြေဘူးလို့ပြောပါတယ်။လောလောဆယ်တော့သူ့ရဲ့ဒဏ်ရာချင်းတွေကိုတိတိကျကျမသိရှိရသေးပါဘူးခင်ဗျာ။နောက်တစ်ဆက်ပေးစံတော့ကတော့ပျော်စရာတွေဖြစ်လာသလားလို့ Trump ထောက်ခံသူတွေကို အရီယာနာဂရန်တီမိကွန်ထုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုထောက်ခံသူတွေအတွက်ရည်ရွယ်ထားတဲ့မိကွန်ပို့စ်တစ်ခုကိုအဆိုတော်မှာလေအရီယာနာဂရန်တီကလူမှုကွန်ရက်ပေါ်တင်ထားခဲ့ပါတယ်။သူကထရမ့်အတွက်ရွေးကောက်ပွဲမှာမေးပေးခဲ့သူတွေစီတိုက်ရိုက်လိမှုပြီးထရမ့်သမ္မတဖြစ်လာလို့ဘာရီတိုးတက်ပြောင်းလဲကောင်းမွန်လာတယ်လို့ဆိုတာကိုမိကွန်ထုတ်ထားခဲ့တာဖြစ်ပါတယ်။ထရမ့်အတွက်ထောက်ခံမေးပေးသူတွေကိုသူမေးချင်တာတခုရှိကြောင်း အခုဆိုရင် Trump တမနာဖြစ်တာရက်250လောက်ကြာမြင့်လာခဲ့ပြီးအဲ့ဒီအတော်တွင်ရွှေပြောင်းအခြေချသူတွေဟာတားတကွဲမရတကွဲဖြစ်အောင်အကြံပန်းခွဲခြားခံရပြီးလူအဖွဲ့စည်းတွေကဖျက်ဆီးခံရကြောင်းလိန်တင်းညွတ်မှုကွဲပြားသူတွေဟာဘာကိစ္စဖြစ်ဖြစ်အပြစ်တင်ခံရပြီးအကြောက်တရားနဲ့နေထိုင်နေရကြောင်းလွတ်လပ်စွာပြောဆိုခွင့်ဟာလုံးဝအုတ်တုံပြိုလဲလို့နေပါဖြစ်လာကြောင်းဒါရီက Trump အတွက်မေပီ3ရဲ့ဘဝတွေကိုပိုကောင်းလာစေသလားဆိုပြီးသူကမေးထားခဲ့တာဖြစ်ပါတယ်။ ပြီးတော့ကုံစင်းနှုံတွေတက်တာလာသလားကျမကြီးအာမခန်စီးတွေယော့သွားသလားအလုတ်ခွင်းနဲ့လူနေမှုဘဝအခြေအနေတွေတိုးတက်လာသလားအပျော်ခီးတွေထွက်နေကြရသလားဒါမှမဟုတ်အရင်ကတက်ပိုပျော်ရွှင်လာကြသလားလို့လဲအရိယာကစက်တိုင်မိထားပါတယ်သူတပားရဲ့ထိခိုက်နာကျင်မှုတွေက Trump ကတိပေးထားသလို Trump ထောက်ခံသူတွေအတွက်အကျိုးရှိစေခဲ့သလားဒါမှမဟုတ် Trump ထောက်ခံသူတွေကအဲ့ဒီလိုဖြစ်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်ဆောင်နေတာလားလို့လဲသူကရေးသားထားပါတယ် အရိယနာဟာတရားမဝင်ရွှေ့ပြောင်းအခြေကျသူတွေကိုအပြင်းထန်ဖြိုခွင်းပြီးနေနေတဲ့ကိစ္စတွေလိုမျိုးထရမ့်ရဲ့မူဝါဒတွေအပေါ်အတိအလင်းဆန့်ကျင်ရပ်တည်နေသူဖြစ်ပါတယ်။ American ရွေးကောက်ပွဲမတိုင်ခင်ပြီးခဲ့တဲ့အော်တိုဘာလကုန်ပိုင်းတုန်းကအရိယနာကသူ့အနေနဲ့ရွေးကောက်ပွဲမှာထရမ့်ရဲ့ပြိုင်ဘက်ဖြစ်သူကမလာဟာရစ်ကိုပဲကျင်းတည်ပေါက်မဲပေးထောက်ခံမယ်လို့ကြေညာခဲ့မှုပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းထုတ်များနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားပေါင်းအကြံပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တဲ့ရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ